ိတ်သက်များအလုံးပဲမင်္ဂလာပါရှင်အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ American အစိုးရအတွက်ကိုပိုင် AI chatbot ကိုပြသတော့မဲ့ Donald Trump အစိုးရဖွဲ့ကြောင်းမဲ့ဖြစ်ပါတယ်အစိုးရရဲ့ထိတ်တန့်လို့ဝက်စီမံကိန်းတစ်ခုမတော်တဆအများပြည်သူသိအောင်ပေါကြားသွားတယ်ဆိုတာဟောလိဝုဒ်ရုပ်ရှင်တွေထဲမှာပဲရှိရမှာဟုတ်ပဲလက်တွေဘဝမှာလည်းတကယ်ဖြစ်သွားခဲ့ပါတယ် Trump အစိုးရဖွဲ့ကလို့ဝက်စွာအကြီးအကျယ်ပြင်ဆင်နေတဲ့ AI.GOP စီမံကိန်းဟာဆိုရင် မထေပံပဲအများပြည်သူမြင်နိုင်တဲ့ကိဟပ်ပေါ်ကိုရောက်ရှိသွားရကနေအခုတော့ကမ္ဘာတဝန်းကအနည်းပညာလောကရဲ့အာယုံဆိုင်မှုကိုအပြည့်အဝဖန်ဆာလိုက်ပါပြီဒီပေါကြားမှုအရထရန့်အစိုးရဟာအမေရိကန်နိုင်ငံရဲ့လွတ်လပ်ရေးနေ့ဖြစ်တဲ့လာမယ့်ဇူလိုင်လ၄ရက်နေ့မှာကမ္ဘာကိုအံအားသင့်စေမဲ့ AI.gov ဆိုတဲ့ platform တစ်ခုကိုမိတ်ဆက်ဖို့ပြင်ဆင်နေပါတယ်ဒါရရွေး website တစ်ခုမဟုတ်ဘဲနဲ့အမေရိကန်အစိုးရရဲ့လုပ်ငန်းဆောင်တာတွေကို AI နည်းပညာနဲ့တော်လန်ပြောင်းလဲပြည့်မဲ့ AI တော်လှန်ရေးတစ်ခုရဲ့အစဖြစ်လာနိုင်ပါတယ်။ AI.gov ရဲ့အဓိကမန်နိုင်ကြီး၃ခုရှိပါတယ်။ဒီစီမံကိန်းရဲ့အဓိကမန်နိုင်ကြီး၃ခုကတော့အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ပြည်သူ AI လက်ထောက် The Peoples AI အမေရိကန်နိုင်ငံသားတိုင်းဟာအစိုးရနဲ့ပတ်သက်တဲ့မေးခွန်းတွေရှုပ်ထွေးတဲ့လုပ်ငန်းစဉ်တွေကိုအချိန်မရွေးမေးမြန်းနိုင်မဲ့ကိုပိုင် AI chatbot တစ်ခုဒါဟာအစိုးရနဲ့ပြည်သူကြားကပေါင်းကူတရားတစ်ခုဖြစ်လာမှာပါ။ AI ကုမ္ပဏီကြီးများရဲ့တကားပါ The Gateway to AI Giants, OpenAI, Google Anthropic တို့လိုထိပ်တန်းကုမ္ပဏီတွေရဲ့အစွမ်းထက်ဆုံး AI တွေကို အစိုးရဌာနတိုင်းကအလွယ်တကူချိတ်ဆက်အသုံးပြုနိုင်မဲ့ application တစ်ခုဒါအစိုးရဌာနတွေကိုကမ္ဘာအကောင်ဆုံးနည်းပညာတွေနဲ့ချိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်။ AI ထိုင်းချုပ်ရေးစင်တာဖြစ်တဲ့ The Common Council ဘယ်ဌာနက AI ကိုဘယ်လောက်ထိရောက်အောင်သုံးနေလဲဆိုတာကိုစောင့်ကြည့်ထိန်းချုပ်နိုင်မဲ့စနစ်တစ်ခု။ ဒါဟာတော့စီမံကိန်းတစ်ခုလုံရဲ့ထိရောက်မှုကိုအားမခံပေးပါလိမ့်မယ်။ဒါကြောင့်မလို့ AI.gov ဆိုတာတာမန် chatbot တစ်ခုမဟုတ်ပဲ Threat အစိုးရကအုပ်ချုပ်ရေးရန်ရာတစ်ခုလုံးကိုနီးပညာနဲ့ထိမ့်ချုပ်ပြီးတော့ကမ္ဘာနီးပညာကောင်းဆောင်ဖြစ်ဖို့ကြိုးပမ်းမဲ့ကြီးမားတဲ့ခြေလှမ်းတစ်ခုဖြစ်အားလုံးကစောင့်ကြည့်နေကြတာပဲဖြစ်ပါရဲ့ရှင်။စမားရဲ့ Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။